ကိုမကြိုက်တဲ့အလုပ်တွေကိုအထုထိတ်ရအောင်လှုပ်ဆောင်လို့ရပါတယ်စိတ်မသက်မသာဖြစ်စရာနဲ့ကြောက်ရွံ့မှုတွေကိုကျော်လွှားပြီးကိုယ့်ရဲ့စွမ်းရည်တွေကိုအပြည့်အဝအဖော်ထုတ်အသုံးပြုကြည့်လိုက်ပါ နံပါတ်1ကိုမရိုက်တဲ့အလုပ်တွေကိုလုပ်ရင်းနဲ့ကိုကိုကိုမြင့်တင်ပါစိတ်မပါတဲ့အလုပ်တွေကိုလုပ်ရခြင်းကဒီမန်ချက်တွေကိုအောင်မြင်စေုံသာမကစိတ်ထဲခိုင်မာမှုနဲ့ပြဿနာတွေကိုရင်ဆိုင်ရတဲ့ယုံကြည်မှုကိုလည်းကိုးစေပါတယ်နံပါတ်2ကိုကိုကိုစီကံထိန်ခြင်းစီကံတည်ဆောက်ခြင်းဟာအဓိကတော့ချက်ဖြစ်ပါတယ်အစမှာဝင်းနှုတ်ဝင်ပိုးကြီးလို့ခန်းစားရနိုင်ပေမဲ့ကြော်ဖြတ်ပြီးတဲ့အခါအချိန်နဲ့အားစိုက်ထုတ်မှုတွေကရလက်အတွက်တန်ပါတယ်နံပါတ်3ကြောက်စိတ်နဲ့စိတ်မတက်မတာဖြစ်မှုကိုရင်ဆိုင်ဖို့ဆင်သင့်ဖြစ်ပါ စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့ရဲရင်ချင်းဟာပြောင်းလဲရဲအစားဖြစ်ပါတယ်။စပီးလုတဲ့အခါနည်းနည်းချင်းစလုပ်ပြီးတဖြည်းဖြည်းကိုယ့်ရဲ့သက်တောင့်သက်တာနေပဲကိုချက်ထွင်သွားပါ။နံပါတ်၄ဘာပဲလှုပ်လှုပ်အောင်မြင်မယ်ဆိုတဲ့စိတ်ကိုမွေးမြူပါဒီနိလန်းတွေကကိုမကြိုက်တဲ့အလုပ်တွေကိုချောင်မသွားပဲညီမကြက်တွေကိုအာယုံစိုက်ဖို့ကူညီပေးပါတယ်ဒါကကိုလိုချင်တာကိုတကယ်ရရှိစေမယ့်အတွေးခေါ်တစ်ခုဖြစ်ပါတယ်နံပါတ်၅ဖြည့်စက်တိုင်းကိုအကျိုးရှိအောင်လုပ်ပါ ကိုစိုက်ထုတ်လိုက်တဲ့အာထုံမှုတိုင်းဟာတံမိုးချိလက်မှာဖြစ်ပါတယ်အလုံးလုံးနေစဉ်အတွင်းကိုစိတ်ကိုထိန်းချုပ်တတ်ဖို့နဲ့လာယုံကြည်တွေဖြစ်အောင်လှုပ်တတ်ဖို့လိုပါတယ်ဒီနည်းလမ်းတွေကိုအသုံးချပြီးကိုယ့်ရဲ့အားနည်းချက်တွေကိုအောင်မြင်စွာဖြည့်ရှင်းနိုင်ပါတယ်